အငယ်ဆုံးသားတော့တက်ပေါ်ကြပါပြီလို့နော်ဒါအများလည်းသိကြမှာပါကျွန်တော်တို့ကမိသားစု9ယောက်လုံးတခါလဲဒီမှာဒေါ်လာရင်းနဲ့မှာပါဝင်ဆောင်ရွက်နေတယ်ပေါ့နော်ဆေးရောကိုပါတက်သည့်လေးလေးလေးသားအဖေကျွန်တော်ပြန်ရောက်ပြီးအဲ့ချိန်မှာကျွန်တော်စဉ်းစားတယ်နော်ကျွန်တော်လည်းကျွန်တော်ဖေလိုတက်သည့်မျိုးရှိရမယ်မာအဲ့လိုမျိုးတကယ်တော့ကျွန်တော်ဘွားရဲ့ကျွန်တော်ဖေကတော့ဟီးရိုးကြီးပဲ thank you ားလုံးပဲမင်္ဂလာပါဒါကျွန်တော်ဒီတစ်ခေါက်ဒါကျင့်သက်နဲ့မှာဒါမိတ်ဆက်ပေးခြင်းနဲ့ထူးထူးခြားခြားမိသားစုတစုရှိတယ်ပေါ့နော်အဲဒီမိသားစုရဲ့ဒီတော်လန်ရေးထဲမှာပါဝင်နေမှုတွေအဲရှစ်ဆက်လှုပ်ဆောင်နေတဲ့ဟာတွေပြီးတော့ဒီဒီတော်လန်ရေးထဲမှာရှိတဲ့ဒီတက်ဖွဲ့ဝင်တွေကြားကချစ်ကြည်ရင်းနှီးမှုတွေဆရာတက်ကြွစရာတွေကိုဒါကျွန်တော်မေးမယ်ပေါ့နော်အရန်ထူးခြားတယ်ဒါလိုက်နာထောင်ကြည့်ပေးပေါ့နော်အဲဘာလို့လဲဆိုတော့အဲလုံးဝမမျောနှင်းထားတာကြီးလဲကြားရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဆရာကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဆရာအဲ့နည်းမိတ်ဆက်ပေးဦး ကျွန်တော်ကတော့ကျတဲ့နဲ့စကြောင်းเนาะတခွနစ်ကဆရာကြီးကြာရဲပေါ့เนาะဆရာကြီးကြာရဲလို့လည်းခေါ်ရတော့တချင်ကတော့ကျွန်တော်ကဒီရဲဘော်တွေကိုကျွန်တော်ကဒီကိုယ့်ရဲ့တားသမီးတွေလို့ကိုယ့်ရဲ့တပည့်တွေလို့ကိုကအသွန်သင်ဆုံးမတွေ့ကြရနေမှာသူနေဆုံးမပြီးခဲ့တဲ့ဖေးတယောက်ဆိုလည်းမမဟုတ်ပါလေเนาะအဲ့ဒါညီလေးလည်းမိတ်ဆက်ပေးပါဦးကျွန်တော်ကဒီကျတဲ့နဲ့စကြောင်းတခွနစ်ခွနစ် တူခွဲမှုတောင်းဝင်ခုတော့ထမ်းဆောင်နေတာအဲအဲ့တော့ဒါတင်းယောက်သားတော်ဆက်မှုလေးပြောပြပေးဟုတ်တာဖာတာဖာအဲအဲ့နဲ့လောပြောပြပေးဟုတ်အဲနာကျွန်တော်ရဲ့သားဒုတိယသားပေါ့နော်အကြီးဆုံးသားတော့အခုလက်ရှိရှင်းတန်းမှာတောင်းဝင်ထမ်းဆောင်နေတဲ့အတွက်ဒီပွဲမှာမပါဘူးဒါတော့ဒုတိယသားတူခွဲမှုတောင်းဝင်ပေါ့လက်ရှိတောင်းဝင်ထမ်းဆောင်နေတဲ့အချိန်မှာတော့အငယ်ဆုံးသားတော့တပ်ပေါ်ကြပါပြီပေါ့လေနော်အများလည်းသိကြမှာပါ ျွန်တော်တို့ကမိသားစု9ယောက်လုံးတခါတည်းဒီမှာဒေါ်လာရင်းနဲ့မှာပါဝင်ဆောင်ရွက်နေတယ်ပေါ့နော်ဆေးရောကိုပါအားလုံးပေးဆက်ပြီးတော့မှတော်ဝင်နေကျေမွန်ထမ်းဆောင်နေတယ်ပေါ့ဟုတ်တယ်ဆက်တကယ်ဒါကျွန်တော်ပြောချင်တဲ့အဓိကချက်အဲ့ဒါပဲပေါ့နော်မိသားစုဒါအကုန်လုံးပေါ့နော်မိသားစု9ယောက်လုံးဒီတပ်ဖွဲ့ဝင်တွေဘက်မှာဒါဒေါ်လာရင်းထဲမှာပါဝင်လာပြီးတော့ပေါ့နော်တိုက်ခိုက်ရေးဘက်မှာပေါ့နော်ယောက်ျားသားအကုန်လုံးကဒါညီကို3ယောက်ရောဒါအဖေအဖေလုံးတဲ့သူရောပေါ့နော်သားဖ4ယောက်လုံးကပါဝင်တိုက်ပွဲဝင်နေကြဖြစ်တယ် ပြီးတော့ဒါစိတ်မကောင်းစရာတော့အဲ့ထက်ကဒါအငယ်ဆုံးသားလေးပေါ့နော်အဲ့ဒါတော့ဒါတိုက်ပွဲကြသွားပြီပေါ့နော်အဲ့ဒီလိုမျိုးဖြစ်တာတော့မှပဲဒါအခုဒါကြံကြံနေခဲ့တဲ့အချိန်မှာအခု၃ရောက်လာဆက်ပြီးတော့တိုက်ပွဲဝင်နေတော့မယ်လုံနိုင်တဲ့အရာတွေအကုန်လုံးလုံနေတော့မယ်ပေါ့နော်နောက်ထပ်ထူးခြားတာရှိတယ်ဒါဆရာကြီးကဆရာကြီးကြားရဲ့ကဒါတမခွန်ခွန်လောက်ကကျွန်တော်တမခွန်ဆက်ခွန်တာဝန်ထမ်းဆောင်ခဲ့တာပေါ့နော်တစ်ချိန်တော့ ဒါတစ်ချိန်တော့ကဒါတမ90ခုစကားစားဘက်မှာတာဝန်ထမ်းဆောင်ခဲ့တယ်ဒါ79နှစ်ညီပါရှိတယ်ဗောနော်9နှစ်လောက်ရှိတယ်ပြီးတော့ဒီဘက်ကိုပြန်ရောက်လာတဲ့အချိန်မှာအဲဒီဘက်တပ်ဖွဲ့တွေနဲ့အတူတူပြန်ပြီးတော့တိုက်ပွဲဝင်နေတာဗောနော်အဲ့တော့ကျတော့ဇာကြီးကွာချချက်ကွာချချက်ဇာကြီးဟိုဘက်မှာလည်းနေဘူးတယ်ဒီဘက်မှာလည်းအခုဒါပါဝင်ပြီးတော့တိုက်ပွဲဝင်နေအဲ့ကျဇာကြီးအုပ်ချုပ်ခဲ့ရတဲ့သူတွေစစ်ကောင်စီမှာလည်းရှိခဲ့ဘူးတယ်ဒီခုပြည်သက်တပ်ဖွဲ့တွေစီမှာလည်းရှိအဲ့ကျဒီတပ်ဖွဲ့နှစ်ခုဘာတွေကွာချလဲဇာကြီးကလုံးဝမျက်မြင်မြည်ပြီးမှတွေ့ရတယ် ွာချချက်ကတော့ရှိရပါတော့နော်။ဟိုမှာတော့အမိတ်နဲ့သွားတော့။ဟိုမှာတော့ထိုင်စုံထိုင်ထဆုထသွားစုသွားလာစုလာပါတော့နော်။ဒီမှာတော့ကိုယ့်ရဲ့ညီကိုလိုသားသမီးလိုနားလည်မှုတွေပေးဆက်ပြီးတော့တယောက်နဲ့တယောက်ကြည်ကြနာနာရွရစီစလုံးညီညွတ်ညွတ်နဲ့ဒါနေရထိုင်ကြသွားကြလာကြ။တော်ဝင်ရှင်မှာတော့တော်ဝင်ရှင်ပေါ့တော်ဝင်တော့တေချာလိုက်နာကျင်သုံးကြတယ်ကလေးတွေတော်ကြပါတယ် အဲကျန်တဲ့အချိန်မှာတော့ဘလာဇာညီလိုကိုလိုပေါ့နော်။ဒါပေါင်းသိနေထိုင်တယ်။သားသမီးလိုမိနှဖလိုညီလိုကိုလိုနေကြပြောကြဆိုကြပြောပြောရှင်းရှင်းနဲ့နေရပြူရတဲ့အတိုင်းအတာတွေတော့ရှိအောင်ရှိအောင်။ဆက်ကားစားနေတော့အများကြီးကွာချတော့လုံးဝအပုံကြီးကလုံးဝအများကြီးကွာပါအများကြီးကွာအဲဘလို့ဘလောက်ဒီအားရလဲဗျာဟာဘလောက်ဒီအားရလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကလေးတွေအားလုံးကမိဘရုံဝင်ဇုံကန်ထွက်လာတဲ့ကလေးတွေဆိုတော့ကိုယ်ကလည်းသူတို့မိဘမေတ္တာပေးသလို ဆရာမေတ္တာဆရာရဲ့ပေးသင်ပေးထိုက်တဲ့ဟာတွေအကုန်လုံးပေးဆက်တဲ့ပေးဆက်တဲ့အပေါ်မှာသူတို့ကလည်းကိုဘောကိုပြန်ပြီးတော့မှနားလည်မှုတွေအပြည့်အဝရှိကြတယ်ခြေချခင်ကြယူကြည်ဂိုင်းချမ်းကြတာပေါ့နော်အဲမိသားစုလေးလိုစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေရလောကကံရတာတွေရောတကယ်အားတက်စရာပေါ့ share ပဲနော်ကျွန်တော်ဒါတိုင်းပြည်အတွက်ရှိသေးတဲ့စစ်တပ်တစ်ခုဟုတ်ကဲ့ဘုံကတေချာပါဦးပဲနော်အဲညီလေးနည်းနည်းညီလေးမေးချင်တာကြာလေအခု ဒါအရင်တော့ကတော့ညီလေးကစစ်သားမဟုတ်ဘူးဟုတ်နော်အဖေလုပ်တဲ့သူကစစ်သားအဲ့တော့အဖေလုပ်တဲ့သူရဲ့လောရိတ်ကန်ရေးနဲ့ပတ်သက်လို့ညီလေးအနိကမြင်ခဲ့ဘူးမှမဟုတ်ဘူးတက်ထဲမှာလိုက်နေဟလားနေတဲ့ချိန်မှာတော့ဒါအဖေကရှေ့တန်းသွားပါသွားဆိုအဖေရဲ့ဒီအဲတိုက်ပွဲမှာပေါဝင်တိုက်ခိုက်နေတဲ့ပုံတွေမြင်ရဘူးမှမဟုတ်ဘူးပေါ့နော်ခုကြဒီတစ်ဖက်ထဲမှာလာပြီးတော့အတူတူတိုက်ပွဲဝင်နေကြတာအဲ့ကြမြင်ရမှာပဲတွေ့ရမှာပဲပေါ့နော်အဲ့ကြကို့အဖေပေါ့ဘလို့မြင်လဲဘလို့မြင်လဲဆိုတော့အဲ့ဒီကျောင်းဖေလက်ရှိအဲ့ တက်မှာတောင်ဝင်ထမ်းဆောင်တဲ့အချိန်တော့ကျွန်တော်ကြတော့ငယ်သေးတာ哦ငယ်သေးတော့ကိုလည်းမသိရဘူးလေအဖေကဆက်တာလုံနာအဖေကလုံးရီကိုင်းလည်းမသိမသိရတော့ဘလို့တွေတိုက်နေဘလို့ဟောလုံးကြားပဲကြားဘူးလားအဲအမေခုဒီတော်လဲရေကိုစပြီးစလန်းတဲ့အချိန်မှာတော့တကယ်စကျွန်တော်ပထမကျွန်တော်ဘွားရဲ့ပထမဦးအတွေ့အကြုံပေါ့ဒီတိုက်ပွဲရဲ့အတွေ့အကြုံအဲ့ဒီအချိန်မှာတော့ ဒါမှမမဲ့ရပါပဲ။ဘယ်လိုမှလည်းမေးလို့မရ။အဲ့ဒီအဲ့ဒီအချိန်မှာတော့ကျွန်တော်ကရန်သူစခန်းကိုသွားပစ်တယ်။ပစ်ပြီးတော့ကျွန်တော်ပြန်လာတယ်။ရသွားပြီ။ဒါပေမဲ့နောက်တစ်ခေါက်မိုင်းထောင်မယ်ဆိုရင်ကျွန်တော်ပြန်သွားတဲ့အချိန်မှာရန်သူကအဲ့ဒီကျွန်တော်လက်ဟောက်ရတဲ့အချိန်နှစ်နာရီလောက်ဒီမှာသူကပြန်ရောက်လာ။ပြန်ရောက်ပြီးတော့တက်တက်အောင်လှမ်းသွားတယ်။တက်လှမ်းပြီးနေရာကုန်ချဘူးရတဲ့အချိန်မှာကျွန်တော်ကပြန်ရောက်သွားတယ်အဲ့ဒီအချိန်မှာ။ပြန်ရောက်တဲ့အချိန်မှာကျွန်တော်အရင်စီးရုပ်ပြစ်ခံလိုက်ရ။ပြစ်ခံတဲ့အချိန်မှာကျတော့ကျောင်းလေအဲ့ချိန်ကြတော့ ဘိုလိုမှုအကုန်လုံးကတိုင်ပတ်သွားနေရာယူမှုအချိန်ကလည်းမရတော့ဘူးဝိုင်းပြစ်တာကိုသူတို့ကအကုန်ဖြန့်ပြီးသားဆိုတော့သူတို့ရဲ့တပ်ကွင်းနဲ့ဝင်သွားသလိုဖြစ်သွားတဲ့အချိန်ဒီမှာအဲ့လိုကျတော့လမ်းလေးရှိတယ်အဲ့လမ်းဘေးကရေစီးမြောင်းလေးမှာပဲအကုန်အတန်းလိုက်မြည့်ရထားသွဲလို့ပဲအဲ့လိုတန်းမှောက်တွေ့တဲ့နေရာအဲ့အဲ့အချိန်မှာကျွန်တော်တွေ့သွားတာဘာလို့လဲကျွန်တော်တို့ကခေါင်းဖော်ကြီးပြစ်လို့မရဘလို့မှခေါင်းဖော်လို့မရကျွန်တော်တို့ကအဲ့နာတွေ့တဲ့ကြောက်တုံးမှာခေါင်းထိမှကျတော့ခေါင်းလေးကွယ်ပြီးတော့အနားမှာထိုးပြီးမှအဲ့တော့ကျတော့ကြောညင်ငယ်ဆုံးလေးရှိတယ်အဲ့ဒီတိုက်ပွဲမှာကျွန်တော်တာဖတ်တော်တို့တခြား အဲ့အဲ့ဒီအချိန်တွေမှာဒီလောက်ထိရန်သူကပြစ်အားနဲ့ဖိပြတဲ့အချိန်တွေမှာတော့မှရောအဖေကရောက်အောင်သူ RPG သူရောက်အောင်ထုတ်ရဲသူအဲ့တောင်ကြည်တွေဖြတ်နေတဲ့အချိန်တွေမှာတော့အဲ့လောက်ထုတ်တယ်ညီမကျွန်တော်ကတော့တကယ် surprise ဖြစ်တော့အံ့ဩွားငါ့အဖေကဒီလိုကြီးလားဆိုတော့တကယ်ဟိုတက်သည့်လေးလေးလေးသားအဖေကျွန်တော်ပြန်ရောက်ပြီးအဲ့အချိန်မှာကျွန်တော်စဉ်းစားတော့ကျွန်တော်လည်းကျွန်တော်အဖေလိုတက်သည့်မျိုးရှိရမယ်မဟုတ်အဲ့လိုမျိုးတကယ်တော့ကျွန်တော်ဘဝရဲ့ကျွန်တော်အဖေကတော့ hero ကြီးပဲ သူသူကတော့ဒီမှာတင်စရာဒီတော်လိုင်းစားရပါလေ။အခုချိန်နေရောက်တဲ့အထိကိုအဖေရဲ့ဟိုအတူယူပြီးတော့လိုက်လုပ်ပြီးတော့အခုလိုဖြစ်လာ။ဟုတ်။ဆိုတော့လုံးဝမျက်မြင်ကိုတွေ့လိုက်ရမှာ။အာငါဖေကဒီလိုယူလာတာပေါ့။အဲ့အချိန်မှာရန်သူကအင်းသူကကြိုရောက်နေနေပြီးတော့ကျွန်တော်ရောက်သွားတဲ့အချိန်မှာသူကအရင်စီးပစ်တာ။စီးပြီးတော့ကြည်စံနဲ့ဒီလမ်းပေါ်မှာမီးရာပွား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 ဖြစ်နေတော့ဟုတ် တခါမှမထိတွေ့ဘူးတဲ့ကလေးတွေဆိုတော့အကုန်ကြောင်အမ်းပြီးတော့မထရဲတော့အဲ့မှာဟာလဲ40ယူခဲ့40ယူခဲ့ဆိုတော့လဲ40တမလဲမျောနေမထွက်တော့ဘူးအဲ့မှာကျွန်တော်တိုင်ပတ်နေအားအရှိနဲ့နောက်ကိုကျွန်တော်ပြေးနေရတာအဲ့လမ်းပေါ်မှာပဲလမ်းနေမှာကြည်ရက်ဖြတ်နေတော့အားအကလေးတွေအားလေးတွေကိုသူတို့လေးစားတော့အဲ့ကြားထဲမှာဆရာရဲ့တက်ကြုံလားဟောဆရာရဲ့တကယ်လေးစားဖို့ကောင်းတယ်နော်ဒါတက်ဖွဲ့တွေကလည်းဥနာလို့အတွေ့အကြုံအတွေ့အကြုံနေသေးတဲ့အချိန်မျိုးလည်းဖြစ်မှာပေါ့နော်အဲ့အဲ့အချိန်တော်တဲမှာပဲဆရာကြီး ဘလို့လှုပ်ဆောင်ရတယ်ဆိုတဲ့ဟာကိုရှေ့ကနေနမူနာပြခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ရှေ့ကတက်ဆွန်မှုတရားကိုကြားတယ်ဩကြားတဲ့အချိန်မှာကျွန်တော်ကကျွန်တော် RPG ပြစ်ဖို့ဆိုတော့ RPG ပြစ်ပြီးတော့ပြန်လာတဲ့အချိန်မှာရှားကြီးကျွန်တော်ထိသွားပြီဆိုတော့ကျွန်တော်ဘိုက်ထိသွားပြီဆိုတော့ဟာအဲခဏတောင်းတာခဏတောင်းတာကျွန်တော်ကအဲ့နောက်ပြန်လှည့်ကြည့်တဲ့အချိန်မှာကျွန်တော်တပတ်တယောက်ရောင်းထဲမှာပေးသား AK ဆိုတော့ AK ယူတော့ကျွန်တော် AK နဲ့ထောက်ထားယူတော့မှပြန်ပြစ်ပြီးတော့မှဘေးပြီးတော့အဲ့မှာအခုလက်ရှိ ုဘကမှာကိုမကိုမဖြစ်သွားတာနော်အဲကိုမဖြစ်သွားတဲ့ရေပေါ်တွေ့တော့အမှန်ကြီးကိုကဲမိုင်းမတက်ဆွဲဈေးထောက်ထားမယ်ဆိုရင်ဆိုအဲဒီဘက်မှာဒူးထောက်ပြီးတော့လမ်းဘက်မှာဒူးထောက်ပြီးကျွန်တော်ပြည့်နေလားဟုတ်အောင်အဲ့ချိန်မှာမိုင်းကြီးပါအိုင်လာရောက်ဇန်လင်းလာရောက်တဲ့ချိန်မှာမိုင်းကြီးကနောက်လန်လာလန်လာတဲ့ချိန်မှာဟာအဲကောင်ဆွဲချ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 မြောင်းနဲ့ဆွဲချပြီးတော့ဟာသူ့ကိုတခါကားပေါ်တော့ပို့အဲ့ချိန်မှာကျွန်တော်နောက်ပြန်ပြေးတခါအဲ့ ဖိုလ်ဒီစီပြေဖိုလ်ဒီဒီဖိုလ်ဒီနဲ့ထုကျွန်တော်တောက်တယ်ပြင်းနေတာပေါ့လမ်းပေါ်မှာအဲ့လိုလေအော်ဆရာကြီးအဲ့ဒါဒီလိုအရေးကြုံလာတဲ့အချိန်မှာဒီလိုလောရတယ်ဆိုတော့ဟာတွေပေါ့နော်အဲ့ဒါရဲဘော်တို့ကျွန်တော်ပြသတယ်လောက်ပြခဲ့တော့နော်ဟုတ်ဒီစီရမယ်ညီညွတ်ရမယ်ငါတို့မှငါတို့ပဲရှိတယ်ရဲဘော်တယောက်ဖြစ်ရင်တယောက်ကပြန်ကူနိုင်ရမယ်တယောက်တယောက်ရဲဘော်ရဲဘက်စိတ်ပေါ့နော်อืมဒီရဲဘော်ရဲဘက်စိတ်ဆိုတာလေအကုန်လုံးကိုကျွန်တော် တေချာလေးကိုတင် जा ပေးပေးခဲ့တယ်ပေါ့။အော်မိုက်တယ်ဆယ်တကယ်လေးစားဖို့ပေါ့။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့တက်တဲ့နဲ့စကြောင်းမှာထောက်ဖို့တောင်းထမ်းဆောင်နေတဲ့ရဲဘော်ဟယ်ရီဖြစ်ပါတယ်ခင်ဗျာ။လက်ရှိကျွန်တော်တို့ဒီတက်တဲ့နဲ့စကြောင်းကနေပြီးတော့ပြည်လုံးနေတဲ့ကမ်ပိန်းလေးတစ်ခုရှိပါတယ်။ Black Panther 3တောင်းဆန်လို့အမည်ရပါတယ်ခင်ဗျာ။ဟိုတက်မှတ်ကာလကတော့မေလ15ရက်နေ့ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာ။ကားကမောင်းကတော့တိန်းသုံးထောင်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14000ခန်းတော့မှရှိပါသေးတယ်ခင်ဗျာ။ဒါကြောင့်မလို့ ပြည်ရင်းပြည်ပါမှာရှိတဲ့တော်လိုင်းမိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000နဲ့ campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရာအတွက်ထပ်မံတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther 3000နဲ့ campaign လေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Colon Pay Black Panther Colon Horizon Pay ဒီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time post time မှာနိုင်ငံတကာ alpha list ပေးဖို့လည်းဟိုအသေးစားလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ် ပြည်ပပြည်ရင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့တက်ဆိုင်ရာနိုင်ငံအလိုက်တက်ဆိုင်ရာငွေကြေးအလိုက်အဖာရေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာနဲ့ပါဝင်အားဖြည့်ပေးလို့ရပါပြီခင်ဗျာမိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့ဒါဆရာကြီးဒါဒါဒီတပ်ဖွဲ့တွေရှိမှာကိုပဲဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့ဟာကြီးပြပြခဲ့တယ်ဗောနော်ပြီးတော့အဲပထမဆုံးဒါဖြစ်တဲ့အချိန်ဟုတ်တော့အဲဖြစ်တဲ့အချိန်မှာဆိုတော့ကျွန်တော်သိကျင်တာတခုရှိရတာဆိုင်ပွင့်လည်းမေးရပါဗောနော်ဘာလို့လဲဆိုတော့ ဲ့လိုမျိုးဖြစ်နေပြီဆိုတဲ့အထက်မှာအဲ့တိုက်ပွဲထဲမှာကိုသားနှစ်ယောက်လည်းပါတယ်ဇိုက်သားနှစ်ယောက်ဒါအရင်နှစ်ယောက်ပါတယ်ဗောနော်ပြီးတော့ခုနကလိုကိုရဲ့ရဲဘော်ရဲဘက်ညီငယ်တွေပါတယ်ဗောနော်ကလေးတွေပါတယ်ဆိုတော့လူငယ်တွေပါတယ်ဆိုတော့အဲတခုခုဆိုရင်မိဘတွေကလေဘေးအန္တရာယ်တခုခုကြုံရတော့မယ်ဆိုရင်ဒါသမီးကိုသတိရတာအဲတာသမီးကိုပို့ချက်ချင်းအရင်စိတ်ပူတာပေါ့နော်။ဒါပေမဲ့ဆိုင်အိုက်တိုက်ပွဲမှာအဲ့လိုဖြစ်သလားအဲအဓိကပါတော့ကျွန်တော်သိချင်တာတာသမီးကိုပို့ပြီးတော့အလေးပေးမိတာမျိုးခံစားမိတာမျိုးရှိလား ဒါမှမဟုတ်စစ်ကြောင်းတစ်ကြောင်းလုံးကိုပဲဆရာကြီးတွေးပူပူရလို့ရှိလားအဲ့အချိန်မှာကျွန်တော်ကဘယ်လိုတော့အားလုံးကကျွန်တော်ရဲ့သားသမီးတွေအားလုံးကဒီကလေးတွေကမိဘရင်ခွင်စုံကံပြီးတော့ထွက်လာတဲ့ကလေးတွေဟုတ်ကဲ့ကျွန်တော်လက်ပေါ်မှာပဲကျွန်တော်ရောက်တယ်ကျွန်တော်တေချာဆိုးတာကောင်းတာမနာမတာစာဆောင်ကျွန်တော်ကတုံတင်ဆုံးမဟုတ်လားမိဘတို့ဖွဲ့ကျွန်တော်တင်တင်တာလက်ရှိတယ်ဒီလိုလောက်ခဲ့တဲ့အတွက်အားလုံးကကျွန်တော်သားသမီးတွေပဲသူကျွန်တော်ခံစားရတယ်ဟုတ်ဒါကြောင့်ကျွန်တော်အားတဲ့ချေချေပြေးလိုက်နောက်ဆုံးနောက်ပြေးလိုက်ချေပြေးလိုက်နောက်ပြေးကျွန်တော်တော့ချော့ ကိုကလေးတွေပေးမထီချင်တော့မတရားထီပြီဆိုတော့อืมနောက်ထပ်ဘယ်သူမှမထီနဲ့ငါထီငါပဲထီပြီစီဆိုတော့ကျွန်တော်အဲကြီးစံကြီးရားထဲမှာကျွန်တော်ခြေတွတ်နောက်ပြန်ဟောပြေးလွားကျွန်တော်ပြင့်နေတာတဏ္ဍမျိုးမျိုးယူပြီးတော့ကျွန်တော်မှအဲစိတ်တော့မရှိဘူးငါသားမို့လို့ဟောရငါသားငယ်မို့လို့ငါသားကြီးမို့လို့ငါသားရင်းမို့လို့အဲစိတ်တော့ကျွန်တော်မှတကယ်မရှိဘူးကွာနော်တော့အဲ့ချိန်မှတော့မှပဲမစဉ်းစားမိဘူးအကုန်လုံးတော့ပဲစဉ်းစားအာလည်းမိုက်နော်အဲပြင်ညီလေးဆက်စုကျင်တာရှိဆက်စုကျင်တာဆက်ဒါ ဆရာကြီးကတော့သူ့ဘာသူ့အကြောင်းသူပြောပြတယ်ဗောနော်သူဘလို့တင်တင်တင်ပေးတယ်ဗောနော်မျှဝေပေးတယ်အဲခုနလေးကိုစောင်းလျှောက်တယ်ဗောနော်အဲ့ဒါမျိုးပြောရရှိတယ်ဒါပေမဲ့အဲဆရာကြီးနောက်ွယ်မှာဗောနော်အဲဒီရဲဘော်တွေညီညီလေးပြီးနားမှာရှိရဗောနော်အဲအခြားစစ်သည်တွေကဆရာကြီးအကြောင်းကိုဘလို့မျိုးပြောတာကြားဘူးလေအဲကြားဘူးတဲ့အထက်မှာညီမမက်ရဖြစ်တာမျိုးဂုံယူစရာကောင်းတဲ့ဟာမျိုးတွေပါရှိလားရှိရလောကကိုဖေးကိုဖေးရဲ့အကြောင်းကိုကဖေးတော်ကလာပြောတဲ့အဲ့လိုမျိုးဟာမျိုးကျွန်တော်ရှီအီညီကိုတော်တော်များများပြောကြတယ် ဆရာကြီးကြားရဲ့အကိုကိုကြီးဖေကဘလို့ကျွတ်စင်ကြီးဘလို့တိုက်ပွဲမှာဆိုဘလို့မျိုးကျွတ်စင်ဆိုကျောလာပြောအများတမ်းပြောရကြားတယ်ကျောကိုတိုင်းလဲကိုကိုတိုင်းလဲကြုံတွေ့တာဆိုတော့သိရလေသူတို့ကပုံပြီးတော့ဟောဖြစ်ဖြစ်တယ်ဒီတခါကျရင်ကိုတွေမလုံးနိုင်တဲ့ရောဘလို့မှမလုံးနိုင်အခုမှတော့အဖေလှုပ်တဲ့ဟာကိုကိုတွေကအတူယူပြီးတော့တည်ရမငါတို့လဲဒီလိုတက်တိမျိုးမျိုးရမယ်တော်လိုင်းမှာငါတို့လဲဒီလို fight နိုင်အောင် ုံးမယ်ဆိုပြီးတော့ကျွန်တော်အဲ့စိတ်မျိုးမျိုးရဲ့ကြံတဲ့လူတွေလည်းအဲ့လိုမျိုးပဲပြောပြတယ်ဆရာကြီးတို့ပဲတတိရှိအောင်လို့ဒီအဓိကကျွန်တော်တိုက်နေတဲ့ဒီတက်ကဗျာတပုံလည်းမဟုတ်ပြီးလက်နက်ကင်စစ်သေးကြဖွဲ့လည်းမဟုတ်တဲ့အတွက်ကိုကျွန်တော်ကလည်းစက်သားစိတ်မွေးပြီးတော့စက်သားလို့ပြန်ကြီးကျင့်သုံးမှလာဒီအမှဒီစစ်ပွဲမှာကျွန်တော်ကနိုင်မှာ မို့ဆိုရင်တော့အယသားစိတ်နဲ့တော့ကျွန်တော်တို့အရင်လိုလာတဲ့ပုံစံနဲ့တော့ဘလို့မှမနိုင်ဘူးဒီကောင်နေ။အင်း။ဒါကြောင့်လည်းစစ်တပ်ကြီးဖြစ်နေတာပေါ့။နိုင်ငံစစ်တပ်ဆို။ကြောင်ကြောင်စစ်သားစိတ်မွေးပြီးတော့ပြန်တိုက်မှာ။အဲကြောင့်ခုလိုအောင်မြင်မှုတွေရှိမှလည်းကျွန်တော်တို့တိုက်ခဲ့ပြီးပါပဲတိုက်ပွဲ။အဲဒီအဲကြောင့်မို့လဲနိုင်တာမှာအဲ့ဒီအချက်ကြောင့်။ဟုတ်ခိုင်းကြ။ဟုတ်ဟုတ်ပါ။ပြီးတော့ဒါဆရာကြီးရဲ့တိုက်ပွဲဝင်တဲ့ပုံစံကိုပြောပြပေးဦး။မနေ့ကညီလေးနဲ့ကိုယ်နဲ့ပြောတယ်။ဆရာကြီးဘာတွေကြိုက်ပြီးတော့ဘလိုမျိုးအလောပဲကြီးတယ်ဆိုတဲ့ဟာလေးလုံးပါ။ဟုတ်ဖေကတော့ သူကကြတော့အရင်ထဲကတွေ့ကြုံရှိပြတော့တက်ကလာတယ်သူကတက်ကအတိုင်းပဲပေါ့အဲသူ့မှာအကြည့်ရမပြောက်ဘူးသူကျော်ခွဲရဒီကမ်ပိန်းတွေလုပ်တယ်ကျော်ဘိတ်တွေပါဆိုတော့မှမရှိဘူးစီကျော်ဘိတ်မလွယ်ဘူးကျော်တို့ပဲယူပဲကျော်သူကြတော့ဟောလာအဲ့ဒီကတက်တိုင်းပဲချင်းကြနေပဲသူချင်းကြတယ်မှာသူ့ပါဆက်ဆက်ကြီးအစုံထဲ့တာအဲကျော်တော့ကြတော့အရှိမကျော်ရေဖို့အများကြီးပြောကျော်ညီကိုတွေရောအဆရာကြီးမှလိုလာရအိုးရှိတယ်လိုလာမျိုးအကျော်မသိဘာလိုလာပါဆိုတော့ coffee milk လိုလာ ဘာလို့လဲအကုန်အဲ့ချင်းကြတဲ့မှာကုန်ရှိတယ်ပခတ်ကစားပခတ်ဆိုရင်တစ်လုံးတည်းမဟုတ်သူထဲ့တာနှလုံးသုံးလုံးဆက်ပြရပဲကျွန်တော်တို့တခါကြရင်ရှေ့မှာဆိုဟိုလက်နေကြီးကြပြီးပခတ်ပြက်စီရွာတယ်မိုးမိုးရွာလို့ရေဆိုဝိုင်းဆိုရင်အဲ့မရအဲ့ခါကျမှဆရာကြီးရသွားကြီးပါမမ်းနဲ့တော့ဘာပဲမရှိဘူးဆိုတော့တွားကြီးလည်းဆရာကြီးရှေ့မှာပါတယ်ချင်းကြတယ်မှာအဲပြီးရင် तू ကအဲ့ဒါတည်းမဟုတ် तू ကလက်နက်ဆိုလဲမရဘူး तू က G4 တက်လက်ပါမယ်ပြီးရင်60စိန်ပြောင်း အကုန်ပါတယ်အဲ့ထက်မှလည်းအသီးတွေလည်းပါတယ်ဘုံသီးတွေရောအစုံထဲ့တာပြီးဓမ္မတွေရောကျော်တော့လက်လန်တယ်ရောအကြောက်လက်ပြားကရှေ့မှာတော်များပြောကြဟာဆရာကြီးလိုလားလွယ်တားလိုလားတေးမှာပဲလို့ဟုတ်အဲ့လိုစနောက်ကြီးစကြကျော်တော့လည်းမနိုင်ဘူးလေအဲ့လိုမျိုးကျော်တော့လူငယ်ဖြစ်တာတော့မှကိုကိုဝေးကိုစားနဲ့ကိုကြောပွဲနဲ့ကိုကြည်ပိုနဲ့တနတ်နဲ့အဲ့လောက်ပဲလွယ်နိုင်တယ်အဲ့လိုမျိုးကြီးတော့မလုံနိုင်ဘူးအဲ့တော့တကယ်ကြည်သီးပါကြည်ဖို့ပါတယ်ကြည်ဖို့ပါတယ်ဟိုဟာစိတ်မြောင်းပါတယ်စိတ်မြောင်းပါတယ် အဲတခါလေးဘာဘာပြစ်ရှင်သေးလားအပီဂျီကပြစ်ရှင်သေးလားဆိုင်မလွယ်ဘူးနော်ဆိုင်ဘာလို့အဲ့လောဘကြီးရတော့လောဘကြီးရလို့တော့ဒါပြောလဲပြောလို့ရပါလားဘာကြောင့်လောဘကြီးရလဲဆိုတော့စစ်တပွဲရဲ့အောင်နိုင်ခြင်းမအောင်နိုင်ခြင်းဆိုတာဒီကြီးပမာဏလက်နက်ခဲရမှာမှာပဲမူတည်တာလေဒါကြောင့်မို့ကျွန်တော်ကဒါလောဘကြီးတယ်လို့ပြောရလဲပြောကြပါတော့ဒါကိုယ့်ရဲ့တပည့်တွေကိုသားသမီးတွေ မပေးတဲ့နေရာမပေးရအောင်မဆုံးချုံးတဲ့နေရာမဆုံးချုံးအောင်ဟလိုပေါ့နော်ဘာညီမညီမဘီဘမှာကြားမှုပေါ့ကြားရမှာပေါ့လိုင်းပေါ့ဟလာ PDF စကားကိုဇီးသွားတာတို့ဘာတို့ညာတော့ဆိုတာဒီလိုရန်သူကိုဦးနေနိုင်တဲ့လက်နက်မျိုးอืมဘယ်လက်နက်ကဘလို့အကျိုးတရားမှုရှိလဲဘယ်လက်နက်ကဘလို့အကျိုးတရားမှုရှိလဲဒါတွေကိုကတိတက်နားလိုက်တာတော့ဒါလေးတွေစောင့်နားတာသဘောဟုတ်ပါဘူးဟိုပင်မမ်းစီရအောင်သိမ်းမယ် တဲရပြင်ပန်းရတာမှကျွန်တော်မကြောက်ဘူးကျွန်တော်တက်ပဲလေကျွန်တော်အများနဲ့သွန်သင်တယ်မပြင်းတဲ့အလုပ်ကိုစူးစားနော်ဒီတော်ရရောက်တဲ့အချိန်မှာဘာကန်ချင်းတူးတာမပြင်းတဲ့ရောက်ရောက်တဲ့နေ့မှာကျွန်းတူးရမယ်ကျွန်တော်တို့ခွန်းနေနေပါတဲ့နေရာဆိုရင်ခိုင်မာလေးကြီးပဲကျွန်တော်လောက်ခိုင်းတယ်ပြီးပြင်မယ်ပြီးပြင်လောက်တယ်ဘူကြီးလက်တွေ့မှာပါဘူကြီးလက်ကျွန်တော်နေရာကိုရောက်ဘူးတယ်အားလုံးကျွန်တော်လောက်ခိုင်းတယ်ကျွန်တော်ကလေးဆိုအဲ့လိုရှယ်ရောက်လို့တော့ အသေးပဲအမေကဒါဆိုဒါပဲဒီသားခိုးမစင်းတာလေစကားမပြောနဲ့ဆိုတော့တယောက်မှစကားမပြောအောင်ဟာဒါကြောင့်လဲကျွန်တော်တို့လိုဒီများရဲ့အလင်းငိုက်လှုပ်ရှင်းပါခြင်းနေကျွန်တော်တိတ်မခံလို့ရဘူးเนาะနော်ပြီးတော့ပြီးရင်ဒါအောက်ကရှိတဲ့တပ်ဖွဲ့တွေကလည်းဆရာကြီးစကားဆိုနားထောင်ပြီးသားဆရာကြီးအဲ့လိုမျိုးတွေလုံနိုင်နေတယ်ဆိုပြီးတော့တွေးမိရဲ့နောက်မှာဆရာကြီးသိကြတာရှိတယ်ဆရာကြီးအသက်ဘယ်လောက်ရှိပါလဲကျွန်တော်52နှစ်ထဲဝင်ပြီပေါ့နော် အော်ဆရာတကယ်တကယ်လေးစားဖို့ကောင်းတယ်ဗောနော်အဲဒါကတော့ဒါဆရာရဲ့အတွေ့အကြုံနေဒါပြင်ကြီးတို့ပြောတဲ့ဒါဒီဆရာရဲ့အကြောင်းအရာတွေဗောနော်အဲအဲ့ဒါမျိုးရောသိရတယ်ဆရာကြီးရောဆရာကြီးရဲ့သားတွေပုံမှာဘယ်လိုမြင်လဲကျွန်တော်သားတွေပုံမှာကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်လိုပဲကိုကျိုးမဖက်ဖက်နဲ့အများကျိုးနိုင်ငံအကျိုးကိုယ့်ပြည်သူပြည်သားနောင်လာနောင်သားတွေအတွက်တာ အများအား ျွန်တော်လိုပဲဆွမ်းဆန်းတမလောက်ကန်ဆောင်ရွက်မယ်လို့ကျွန်တော်အလိုမြင်ပါတယ်မြင်လို့ရတယ်နော်အခုတို့လက်ရှိလောက်ဆောင်နေတဲ့အရာတွေပေါ်ဆိုင်ကြီးနေမှုရှိအခုလောက်နေတာလည်းကျန်တတ်မှုတွေရှိပါတယ်ဘာကြောင့်လဲဖေးလိုပဲဖေးလူသားလို့ပြောလို့လည်းရတယ်ဟာဝိုက်လေစစ်တိုက်ပွဲတိုက်ပွဲတစ်ပွဲရောက်ပြီးဖေးလိုပဲဖေးရပါလိုက်တားနေရတယ်ငါသားအလိုမလုံနဲ့အလိုမလုံနဲ့ဖေးရဆိုးရရဆိုးရနေတာပေါ့နော်သားသမီးအဲ့လိုဖြစ်မှကြောက်လို့မင်းတို့အလိုမလုံကြနဲ့ဒီလိုလုံဒီလိုကဲอืม တင်းလိုက်ဆွဲလိုက်တာနေရတယ်အဲ့လိုပြောတယ်ဖေးထက်ကိုထက်အော်ကျွန်တော်လည်းနောက်ပိုင်းရှေ့အရင်တော့ဆိုကျွန်တော်ကင်ကျွန်တော်ကင်နဲ့ကျွန်တော်အန်ဖိုးအဲ့လောက်ပဲကျွန်တော်အခုနောက်နောက်ပိုင်းနေကြတော့မရတော့ကျွန်တော်7ပါတယ်ဒီဟို40ပါတယ်ຕົງລະຈົ່ນນາໄລໄດ້ຫນີດີໂຕຍໍເລເລລຸລີແຕ່ຫາຈົ່ນຈະຕິທີ່ຍောက်ຫມູ່ຫົວຍັນໂຕບລູບລູເຊິ່ງມາບລູຫານະຖູ່ຢູ່ບລູໂຕບລູຕັດລະເຊິ່ງມາຖູ່ຢູ່ຫນ່າຍນາມເລ ပြစ်အားနဲ့ဘလို့ဥညွတ်ဟိုဟာလောက်တာချိန်မုန်းထားမလဲဆိုတော့ညောဒီညောလဲအဲ့လိုပဲလွယ်တာကျောင်းမှာ RPG ပါတယ် 4D ပါတယ်ကြီးတယ်အစုံပါပြီကျန်တဲ့လူလွယ်ခိုင်းတယ်ကူလွယ်ပြီးတော့အဲအရှိမအဲ့လိုပဲကျုံတာပဲညောကျောင်း RPG ပြက်တယ်ပြီးရင်အင်နာကရှိအင်နာကနဲ့ပြက်လက်ပြုံရှိလက်ပြုံပြက်အဲ့လိုပဲကျုံဟုတ်ဟောအခုတော့မှကျွန်တော်ဟိုဟာနားနေရဒီအောင်စေရဟိုဟာမှာကျွန်တော်ဆယ်လာပိုင်းဟိုဟာတော့မှထိသွားအဆင်ရှင်နေရအောင်စေရရဲ့အမှတ်တရလေးကိုကျွန်တော် ရှိရကိုညွှတ်ကောညွှတ်ဘလို့ထိရတယ်အဲဒီကျွန်တော်ရဲ့ point တစ်ခုကရန်သူကတိမ်သွားအဲ့အချိန်မှာကျွန်တော်ပြန်တက်လုံးရတဲ့အချိန်အဲ့ point လေးရသွားရသွားတဲ့အချိန်မှာ120ဒါကြတယ်ကျွန်တော်ဗေနာဘူးနေမီနေမီလေးရပြီမှထိသွားอืมထိတော့အဲ့ထိတဲ့နေရာလေကျွန်တော်ဒီကျွန်တော်တန်နဲ့ညာဘက်ဒီညှက်ယူထိကျိုးသွားအခုချိန်မှာ နည်းနည်းတော့နားယူပါအောင်ဆရာဝန်ကလည်းပြောတာတနက်ပြန်ပြစ်လို့မရဘူးတနက်ပြန်တော့ဘူးอืมပြန်ကြုံးပါပဲပြန်ကြုံးပါပဲကျွန်တော်ကျွန်တော်အခုတော့မှ RPG ပြက်တော့ကျွန်တော်စူးစမ်းနေတာဟုတ်တကယ်နော်စိတ်တက်ကြဆိုင်တီတော်လည်းဘောဘလောက်ထိယုံကြည်ယုံကြည်တယ်ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားတယ်လေကျွန်တော်ဒီတော်လည်းမှာတမိသားစုလုံးလိုက်ပါစင်ပြောပြီးတော့မှတိုက်ပွဲဝင်နေတယ်။ဘာကြောင့်ယုံကြည်လဲဆိုတော့ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာတထောင်းစားအစအင်တာနက်လိုင်းပေါ်မှာရောက်နေတဲ့ခေတ်ကိုသူတို့သတိမပြုမိတာကိုကျွန်တော်ဝမ်းနေတယ်သူတို့အကောင့်လေးစားဝမ်းနေတယ်နော်သူတို့စားကျွန်တော်ဝမ်းနေတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုင်းပေါ်မှာဗျာဘုရားအကောင်လုံးကဘာလို့ခြင်းလဲအကောင်ခြာယူလို့ရတယ်အကောင်ခြာတင်လို့ရတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဒီကလေးတွေကိုလမ်းပြပေးရမယ်လမ်းဖွင့်ပေးရမယ်ဂုံယူရမယ်ရှင်းမြောက်ရမယ် ါတွေဒီလိုမလောက်ခဲ့လို့ကျွန်တော်အခုလိုတိုက်ပွဲဝင်နေရတာအခုဒီဒီခေပညာတက်တဲ့အများကြီးပါခဲ့တယ်ကျွန်တော်ဒီဒေါ်လိုင်းတွေမှာဆရာဝန်တွေဆရာဝန်မတွေကျောင်းဆရာကျောင်းဆရာမတွေဟုတ်လားအင်ဂျင်နီယာတွေနော်တကယ့်ပညာတက်တွေနော်ကျောင်းသူကျောင်းသားတွေဘလောက်နှမျောဖို့ကောင်းလဲဗျာဒါတွေကျွန်တော်တို့ဟိုအရင်ကခေလို့တော့မဟုတ်တော့ဘူးအခုဒီခေတ်ကကြတော့ပို့ပြီးတော့ကျွန်တော်ကပို့ပြီးယုံကြည်မှုအပြည့်အဝရှိသွားတာ ဒီလူတော်လူတော်လေးတွေနဲ့ဟုတ်လားဒီလိုလေးဒီလိုလေးတွေဟုတ်လားတင်ဆရာမြေဆရာကြားဆရာနဲ့သူတို့ရဲ့တယောက်ချင်းတယောက်ချင်းစီမှာရှိရှိကြတဲ့ကိုပိုက်ရေရှင်းနေနဲ့ပေါ့ဆက်နီတော့တော့လှုပ်လိုက်ရကျွန်တော်တို့ကကျင်းတဲ့ပေါ့နိုင်ကိုနိုင်တယ်ဆိုတော့ကျွန်တော်ရဲရုံတော့ဟုတ်ရုံလို့လဲကျွန်တော်ရဲရဲရင်ရင်ကျွန်တော်တိုက်ပွဲဝင်တယ်ဟိုဒေါ်လာကြီးမှာပါဝင်လို့မှကျွန်တော်သမီသားစုလုံးလုပ်နေတော့ဗောနော်ဘာကြောင့်ဒီလိုလှုပ်ရလဲဆိုတော့ကျွန်တော်ကတစ်ချိန်တော့ အလိုင်းတော့ယူကင်ပြီးတော့ကျွန်တော်တန်းကျင်ခဲ့တယ်ပေါ့อืมကျွန်တော်ကပြည်သူပေါ်မှာကျွန်တော်တာဝန်မကျေခဲ့ဘူးဆိုတော့ကျွန်တော်ကအများနာကျွန်တော်အိမ်မဆူကြီးလို့ဖြစ်နေတယ်ဟာကျွန်တော်ခေါင်းထဲမှာအိယာဝန်တိုင်းကျွန်တော်ကစဉ်းစားမိတယ်ဟောငါပြည်သူပေါ်တာဝန်မကျေခဲ့ဘူးပေါ့ငါတို့ကင်ဆောင်ကင်ပြီးတော့မှတန်းကျင်ခဲ့တဲ့အလန်တော်ဟာကျွန်တော်တို့ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ရယူခဲ့တဲ့ကျေရွယ်သူကျေပြူ14လုံးနဲ့ ဝိုင်းရံပြီးတော့မှဟလာဇပန်နာဆက်သွားအဲ့တော့တောင်းသူလက်မဦးကြီးပါညာအကုန်အစုံတကယ်အတိတ်ပဲအနှစ်သာရအပြည့်ဝတဲ့လန်တော်ယူကန်ယူတော့ကျွန်တော်ကြမ်းကျင်ခဲ့တာအဲ့ဒီဟာယူကျွန်တော်ကဘတော်မှမေးလို့မရဘူးမေးလို့မရတဲ့ချိန်မှာအခုကျွန်တော်တို့ပြန်ပြီးတော့မှတစ်ခါပြန်တိုက်ရတဲ့အချိန်မှာကျွန်တော်ကဆုံးထိပေါ့နော်ဆွမ်းစမ်းတက်မှာကျွန်တော်ပါဝင်လောက်ကဆောင်ရွက်မယ် ျွန်တော်ပြည်သူကိုကျွန်တော်တာဝန်ကြီးအောင်ကျွန်တော်ပြန်ပြီးတော့ထမ်းဆောင်ပေးမယ်ကျွန်တော်တို့အတွက်ငါအတွက်ငါအတွက်ဆိုတာကျွန်တော်မှာဘာမှမရှိခဲ့ဘူးကျွန်တော်ပြည်သူပြည်သားနောင်လာနောင်သားသမီးတွေကျွန်တော်တို့လိုဖြစ်ဆိုးရေးတွေနဲ့ထပ်ပြီးတော့လည်းမကြုံစေချင်တော့ဘူးပေါ့နော်အခံစားစေချင်တော့ဒါကြောင့်မလို့ကျွန်တော်ကဆုံးထိတိုက်မယ်တိုက်ပွဲကိုကျွန်တော်တို့ဘွဲကနိုင်ဦးနိုင်ရမယ်နိုင်လဲနိုင်နေပြီနိုင်လဲနိုင်နေပြီ ါပေမဲ့သူတို့ကအချုံမပြေးတာတော့ခက်တော့ခက်တယ်အချုံပြေးတဲ့ချိန်ကြီးကျုံးမယ်နော်ကျုံးပါပဲကျုံးမယ်ကျုံးပါညီလေးရောနည်းနည်းပြောပြပြပါဘယ်လိုလောက်ထိယုံကြည်ထားလဲအထူးပြောစရာတော့မလိုဘူးပေါ့နော်ဒါပေမဲ့ရင်ထဲကစကားပေါ့ယုံကြည်ရတော့အပြည့်ပါတယ်ကျွန်တော်ကတော့ရောဖေပြောသလိုပဲဒီကောင်တည်းကအချုံမပြေးတာခန့်ရှုံးနေတာလည်းသိရသားနေဦးဖေပိတ်ပြီးတော့ရောင်းအောင်ဟိုပါဖြစ်နေဒါပေမဲ့ကျွန်တော်ကလည်း တိုက်မှာပဲအဆုံးထိတို့အရှုံးမပေးမချင်းအလံဖြူမပြမချင်းကျွန်တော်ရအောင်တိုက်မှာဟိုပြတဲ့နေရာကြီးဆိုများလာပြီနော်ဟိုလံဖြူပြတဲ့နေရာကြီးများလာပြီဟဲ့လားအဲ့တော့ဒါကျွန်တော်ဆရာကြီးတို့မိသားစုပေါ့နော်ဒီတာဖာတွေဒါညီကိုတွေဒီပြင်ဒီမိသားစုတစ်ခုလုံးဒီတော်လိုင်းမှာပါဝင်နေတဲ့ပုံကြီးကိုကြည့်ပြီးတော့ကျောင်းတွေမျက်ရည်ကျမတဲ့တကယ်ကုံယူလေးစားရတယ်ပေါ့နော်ပြီးတော့ဆရာကြီးလာခဲ့တဲ့နေရာပေါ့နော်ကျွန်တော်တို့နေခဲ့တဲ့နေရာတွေအားစတူနေတော့ကျွန်တော်တို့ မြင်ရတဲ့ချိန်မှာဗောနော်မယုံနိုင်အောင်ဖြစ်ရတယ်ဗောနော်အဲတုံတုံစိတ်မျိုးနဲ့တော့ဒီလိုမိသားစုတစုလုံးဗောနော်လာပြီးတော့လုံနိုင်ဖို့ဆိုတော့ရှိတယ်ဗျာဒါပေမဲ့ရှားတယ်ဗောနော်အဲကြားထဲမှာအခုဆိုဒါဆိုင်မှာဆုံးရှုံးမှုတွေရှိတယ်ဗောနော်ဒါသမီးဆုံးရှုံးမှုရှိတယ်တုံတုံစိတ်နဲ့ဆိုရင်မိဘဆိုတာခံစားနိုင်ဘူးเนาะဟိုပြိုလဲသွားကြတာရှိကြတာ哦အဲ့လိုဇာတ်ကြီးမှာမတွေ့ရအောင်ငါဒီသားအတွက်လည်းငါဆက်ကြိုးစားမယ်ဒီလိုပဲငါမှတခြားသားတွေအများကြီးရှိအဲ့သားတွေအတွက်လည်းငါဆက်ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်မြင်ရတယ်ဗောနော်အဲ့ကြဇာတ်ကြီး လုံးဝပြင်းပြပြမှာလောဘတကြီးလှုပ်တဲ့ဟာတွေကလည်းဒီတိုက်ပွဲတစ်ခုအောင်မြင်ဖို့အတွက်အောက်ကတပ်ဖွဲ့တွေအနေနဲ့ကင်းဖို့အတွက်လှုပ်ဆောင်နေတာတွေအဲ့ဟာတွေအတွက်ပဲဖြစ်တယ်ဆိုတော့လည်းမြင်ရတယ်ပေါ့နော်တဲ့90ကျော်နေပြီဒါပေမဲ့လူငယ်တွေတန်းတူလုံနေတုံးပဲပေါ့နော်ပြီးတော့တခြားလူငယ်စစ်တီတွေကအစလေးစားအတူယူရတဲ့ဒါသူရဲကောင်းတယောက်အနေနဲ့ရှိနေပြီလို့လည်းဂျေစုတင်တယ်ပေါ့နော်အဲ့တော့ဇာကြီးရဲ့ယုံကြည်ချက်လည်းတခြားဘောက်ပြည့်မယ်လို့ကျွန်တော်တို့အဲယူဆတယ်တကယ်လည်းယုံကြည်တယ်တကယ်ခိုင်ခိုင်မာမာကိုယုံကြည်တယ်ပေါ့နော်အဲ့တော့ ဒါအခုလိုမျိုးဝေမျှပေးလို့တကယ်ကျေးဇူးတင်တယ်အဲပြီးတော့ဒီစကားဝိုင်းရဲ့အဆုံးအသတ်အနေနဲ့ပေါ့နော်ဒါအခုကျွန်တော်ပြည်သူတွေခက်ခဲနေကြအဲအခုကျွန်တော်ကမ်ပိန်းတွေလုပ်ကြရဲကုနိုင်တဲ့ဟာတွေကနင်းနေလားတခါလေကြအဲအဲ့လိုမျိုးတော့အဲကြသူတို့ကလည်းအပြစ်တင်လို့မရပြန်ဟုတ်ကဲ့မင်းအောင်လည်းအဲ့ပုံစံဖြစ်အောင်လုပ်ထားတယ်ခက်ခဲမျိုးစုံပေါ့နော်ပြဿနာမျိုးစုံဖြစ်အောင်လုပ်ထားတော့ကြတော့ဒီကြားထဲမှာတက်နိုင်သလောက်ပါဝင်ပေးနေတဲ့ပြည်သူတွေထောက်ခံနေတဲ့ပြည်သူတွေပေါ့နော်ဒီတော်လည်းအောင်မြော ယုံကြည်စွာထောက်ခံနေတဲ့ပြည်သူတွေကိုဆိုင်ဘာပြောချင်တာရှိကျွန်တော်ပြောချင်တာတော့ပြည်သူတွေဘလို့အတိုင်းအတာမျိုးဘလို့ခက်ခဲမျိုးပဲရောက်ရောက်အားလုံးအားတင်းသားကြပါလို့ကျွန်တော်တော်လိုင်းကြီးကိုလည်းကိုနိုင်တဲ့ဘက်ကကိုညီနိုင်တဲ့လောက်တွေကိုညီပြီးတော့မှဒီကျွန်တော်တို့ဒီအောင်ပွဲရတဲ့အထိကိုအားလုံးဆောင်မြောက်ပေးကြပါလို့ဒီကြပါအောင်မြင်ပါဒီကြပါအောင်မြင်ပါမလို့ပါ ဒါကြောင့်လည်းကျွန်တော်ပြောတာဟုတ်ကဲ့ပါနော်အဲညီလေးလေးနည်းနည်းကျေးဇူးတွေကိုယင်းရစကားလေးပြောယူပါကျေးဇူးတွေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစကားတဲ့တော်လိုင်းရတာပြည်သူအားနဲ့ကျွန်တော်တို့ကြီးပဲတိုက်လို့လဲတာအဆင်မပြေဘူးလေကျွန်တော်တို့မှပြည်သူထောက်ပံ့မှကျွန်တော်တို့ကလည်းရှေ့ဆက်ပြီးတော့ကျွန်တော်ကြီးမန်းထားတဲ့ဟာတွေကိုကျွန်တော်တွားလို့ရမှာဆိုတော့အခုအနေထားဒီဒီလောက်ထိကိုပြည်သူတွေထောက်ပံ့ပေးထားတဲ့နေထားတိတော့အားမလျှော့ပါနဲ့ထပ်ပြီးတော့ ဟိုပူပေါင်းပြီးတော့ပါဝင်ပြီးတော့အဲ့လိုကုညီပေးကြပေါ့ကျွန်တော်ကတော့အဲ့ဒါပဲပြောခြင်းဟုတ်ဟောဂျေစုတင်နေဇာရီလည်းဂျေစုတင်နေပါတော့အဲ့တော့ဒါဒီစကားဝိုင်းလေးကိုကြီးစုလို့လည်းဂျင်းနေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ပြီးတော့ဒါဂျေတင်နေစစ်ကြောင်းမှာအခုကမ်ပိန်းလုပ်နေတာရှိပါတယ်ပေါ့နော်အဓိကတော့အဲပြည်သူတွေကိုလည်းကိုချင်းစာသလိုပေါ့နော်အဲတပ်ဖွဲ့တွေလည်းမြေပြင်မှာဒီလောက်ထိစူးစမ်းပန်းစားနေလှုပ်နေရဆိုတော့သိစေချင်လို့ဒါကျွန်တော်သူရဲကောင်းမိသားစုနဲ့မိတ်ဆက်ပေးရပါတော့မိသားစုတစုလုံးပါဝင်ပြီးတော့တိုက်ပွဲဝင်နေကြတယ် ဆုံးရှုံးမှုတွေလည်းရှိတယ်အောင်မြင်မှုတွေလည်းရှိတယ်ဗောနော်ဒါပေမဲ့လုံးဝပြိုလဲမသွားဘဲနဲ့ပြည်သူတွေအတွက်ဆိုတဲ့စိတ်နဲ့လုပ်နေကြတာဖြစ်လို့ပြည်သူတွေကလည်းအတို့အတွက်လုပ်နေတဲ့တပ်ဖွဲ့ဝင်တွေဒီထက်ပိုပြီးတော့အဆင်ပြေပါစေဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးကူညီပေးကြစေချင်တယ်ကျွန်တော်တပ်ဖွဲ့တွေအသက်တွေပါရင်ထားကြတယ်အဲလုံနိုင်တာကိုလုံးဝအဆွမ်းကုန်လုပ်တယ်သူများတွေလက်နဲ့တလက်ပစ်ဖို့ကြိုးစားနေတဲ့ချိန်မှာတော့မှကျွန်တော်တပ်ဖွဲ့တွေကသုံးလက်လောက်ပစ်နိုင်အောင်လုပ်ပြီးတော့ကိုလောဘတကြီးနဲ့ဗောနော်တိုက်ပွဲမမြန်ပြီးဆုံးအောင်တကယ်ကိုစစ်မြေပြင်မှာ ဟိုလုံးဝပြတကယ်အကြံစားကြီးပေါ့နော်အဲ့လောက်အထိကိုစိတ်အားထက်သန်တာတွေမြင်ရတွေ့ရတဲ့အခါဟိုကိုဟိုစိတ်လည်းမကောင်းဘူးပေါ့နော်ဒီတက်ပို့ပြီးပြည်စုံစေခြင်းနဲ့သူတို့လုပ်နေတဲ့ campaign တွေလိုအပ်ချက်တွေဒါတွေကိုဖြည့်ဆည်းကြပေးစေခြင်းနဲ့ပေါ့နော်ဒီကတော့ပြည်သူတွေရဲ့အားနဲ့သွားနေရတာဖြစ်တယ်ပြည်သူတွေဒီနေ့ဒီထောက်ခံပေးလို့လည်းကျေးဇူးတင်တယ်လို့ပေါ့နော်ရှေ့ဆက်ပြီးတော့လည်းတန်တဲ့လောက်လေးကူညီပေးကြပါလို့လည်းပြောခြင်းနဲ့အဓိကတော့အဲငွေကြေးပေးတဲ့အခါမှာနဲလို့ဆိုပြီးတော့မပေးတာမျိုးအဲပြီးရင်ဒီလောက်လေးနဲ့ဘာမှမဖြစ်သွားပါဘူးငါ ဟိုငါမမတက်နိုင်ဘူးတက်နိုင်တဲ့ခါမှပဲပေးမယ်ဆိုတာမျိုးကြီးမတွေးပဲနဲ့ပေါ့နော်ကိုတက်နိုင်တဲ့လောက်လေးပါဝင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါပြအားလုံးပဲကျေးဇူးတင်ပါတယ်